လှကျင်ရဲ့ဆက်ဆက်ယိုမြင်းတခါတုန်းကພັນစင်းရှင်နှစ်သမီးမှာမြင်းတကောင်ရှိတဲ့မြင်းကကြော့ရှင်းနေအောင်လှပပြီးအရေးအသွေးကောင်းများစွာရှိတဲ့ဒါပေမဲ့မြင်းကတော့ဘယ်နည်းနဲ့ဖြစ်ဖြစ် သူ့ငိုအရှိထက်ပိုးပြီးပြည့်ပြည့်စုံကျင်နေတာပဲတဲ့အထူးသဖြင့်ပြိုင်ဘက်ကင်းအောင်လှပတဲ့မြင်းဖြစ်နေတာတဲ့ဒါနဲ့တနေ့မှာတော့ ညင်းကဖန်ဆင်းရှင်နဲ့သမီးကို"အိုးအရှင်သခင် သခင်ကကျွန်ုပ်ကို အလှတရားပေးထားတာအမှန်ပါပဲ။ဒါပေမဲ့ကျွန်ုပ်က ပိုပြီးလှပခြင်းနဲ့သခင်ကသာအဲ့ဒီလိုလှပအောင်ဖန်ဆင်းပေးမယ်ဆိုရင် အလွန်အလွန်ပဲကျေနပ်အားရဖြစ်ရမှာပဲလို့ပြောတဲ့။ဖန်ဆင်းရှင်နဲ့မင်းကတော့မင်းဆန္ဒရှိရင်ဘာမဆိုဖြည့်ဆည်းပေးဖို့အစဉ်သင့်မှာပဲ။ ဘာဖြစ်ချင်တာလဲပြောပါတဲ့ကျွန်ုပ်ရဲ့ခန္ဓာကိုယ်ကအချိုးအစားသိမ့်မကြသေးဘူးထင်တယ်လို့မြင့်ရပြောတယ်ကျွန်ုပ်ရဲ့လေဒန်ကနည်းနည်းတူလွန်းတယ်ခုထက် လေဘင်းနည်းနည်းပိုးရှည်မယ်ဆိုရင် ကျွန်ုပ်ရဲ့ကိုယ်ခန္ဓာအထက်ပိုင်းဟာနှိုင်းစမရအောင်လှပမှာပဲပြီးတော့ကျွန်ုပ်ရဲ့ခြေထောက်တွေယခုထက်ပိုးပြီးရှည်လျားသေးသွယ်မယ်ဆိုရင် ခန္ဓာကိုယ်အောက်ပိုင်းဟာလည်းအင်မတန်အင်မတန် လှပလာမှာပဲလို့ပြောတဲ့။ဖန်ဆင်းရှင်နတ်မင်းကတော့ဆန္ဒပြည့်စည်လို့ပဲပြောတယ်။မြင်းဟာ တခဏအတွင်းမှာပဲကလအုပ်ကြီးဖြစ်သွားတဲ့။မြင်းကစိတ်ပြက်လက်ပြက်ဖြစ်ပြီးငိုရတာပေါ့။အိုးအရှင်သခင်ကျွန်ုပ်ကပိုပြီးလှပချင်တာပါ။ဒီလိုလှုပ်လိုက်တာကျွန်ုပ်ကိုလှပအောင်လှုပ်လိုက်တာပေါ့လေ။ဟုတ်လား။အဲ့လိုပြန်မေးတာပေါ့။ဖန်ဆင်းရှင်နတ်မင်းကလည်းဒါ ်တင်တောင်းဆိုတဲ့ဆန္ဒအတိုင်းဖြည့်ဆည်းပေးလိုက်တာပဲဒါကြောင့်မင်းဟာကလအုပ်ဖြစ်လာတာလို့ပြောတယ်ညင်ရတော့ငိုရတာပေါ့အိုးမဟုတ်ဘူးကျွန်ုပ်ကကလအုပ်ဖြစ်စင်တာမဟုတ်ဘူးဟောဒီလို့မြင်းအလှကို ပိုပြီးတင့်တယ်အောင်မုန်းမှန်ချဲ့တပေးစေချင်တာညင်ဘဝတုန်းကတွေ့သမျှလူတိုင်းကညင်ကောင်းမြင်းလှအဖြစ်ချီကျူးစကားတွေ ပြောကြတာကလအုပ်ကြီးဖြစ်သွားရင်ကျွန်ုပ်ကို ဘသူကမှလှည့်ကြည့်တော့မှမဟုတ်ဘူးလို့မြင်းကဆက်ပြောတယ်။နမင်းကြီးကကိုရရှိထားတဲ့အနေအထားထက်ပိုရခြင်းပြီး လောဘမကြီးပါနဲ့။တကယ်လို့သင်ဟာတင်းတိမ်ရောက်ရဲမှုမရှိဘူးဆိုရင် တခဏတိုင်းတခဏတိုင်းမှာနောက်ထပ်လိုချင်ဆန္ဒတွေတိုးပွားနေမှာပဲ။ဒါပေမဲ့အကျိုးဘလို့များလာစေမယ်ဆိုတဲ့အတွေးခေါ်တော့ရှိမှာမဟုတ်ဘူး။လေပင်နဲ့ခြေထောက်ရှည်လို့ဆိုပြီး မင်းငိုးနေလဲအပိုပဲဘာမှဖြစ်လာမှာမဟုတ်ဘူးတဘာဝတရားကအရာရာတိုင်းကိုကိုပိုင်သီးခြားအရေးချင်းကောင်းတွေပေးထားပြီးသားပါကလောက်ဟာမြင့်လောင်မလှပါဘူးဒါပေမဲ့လေးလံတဲ့ဝင်တော့ဝင်ဖို့တွေကိုတဲဆောင်နိုင်တယ်အလိုက်တိပြီးအင်မတန်မှတာဝန်ကျေပွန်တယ်လို့နတ်မင်းကြီးကဆက်ပြောပါတည်း